ယုံမရည်ဒီစားရတာကြိုက်ပေမဲ့တတော်များများမချက်တတ်ကြဘူးဒီနေ့မှာယုံမရည်ဒီချန်ဒီရှင်မျိုးနဲ့အားလုံးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီလန်တဲအရင်ဆုံးယုံမရည်ဒီတဲ့ကျဲဦးကိုမှွေပြီးလောင်းထည့်လိုက်ပါဘိုးလေးကလည်းချက်ချင်းနိုင်စားတဲ့ရာသားလေးကိုလူကြီးရောကလေးပါကြိုက်ကြတယ်ဘလို့ချက်မလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ယုံမရည်ဒီကိုရင်းနှီးမတုံပဲရိုးရိုးရေးဆေးပြီးအတုံးသေးလေးတွေလီးပြီးရင်စားတဲ့စုံငရုကောင်းမှုစုံတော်ဝတ်တဲ့ ကန်လုံးတွေကိုကျဲဥနှလုံးကိုကြေးအောင်ရောမွေပြီးရောမရေသီးတွေကိုလောင်းထည့်ပြီးပစုံရေကုန်တစုံတဲ့ကလီစာတက်လေးရအောင်အနှဲငယ်ထည့်လိုက်ပါရေနှဲငယ်ထည့်ပြီးကြက်အောင်မွေပြီးပါအိုရဲကရောမရေသီးကျဲဥအရေကိုမီးပူချိန်အလေအလက်ပေးပြီးနှစ်ဖက်စလုံးကိုရွှေညွှန်အောင်တန်းလာသည့်အထိညင်သာစာတွန်းမွေပြီးအိုရဲမှခတ်ထည့်လိုက်ဒီလိုနီလန်းနဲ့ချက်ထားတဲ့ရောမရေသီးဟာနူးညံ့ပြီးလက်ဆက်တဲ့အသားငါးတွေထက်ပိုစားကောင်းတဲ့ ။နီလန်နဲ့စားသောက်ဆိုင်မှာရှိတဲ့ယုံပရည်ဒီသုံးလုံးကဘာလို့စိမ့်ဆိုကြွရပြီးအရသာရှိနေရတာလဲ။ဒါကတကယ်ကိုရိုးရှင်းပြီးလောရလွယ်ကူတဲ့ပုံပါပဲ။ယုံပရည်ဒီကိုအထူပပားညီညီလေးဖြတ်ပြီးဟင်းရွက်စီနဲ့စားတစုံကိုရေထဲကိုထည့်ပြီးယုံပရည်ဒီကိုအစိမ်းအောင်မပြောင်းရေထဲထည့်လိုက်ပါ။စုပ်ပွက်နေတဲ့ရေထဲမှာစက္ကန့်30လောက်မှွေပြီးရင်ပကံလုံးလွတ်ထဲကိုခတ်တယ်ပြီးပကံလုံးထဲမှာအေးခံထားလိုက်ပါပြီးရင်ကျက်သွန်ဖြူကျက်သွန်နေကြိတ်ထားတာတဲ့အနံမွေးအောင်ကျက်သွန်မြိတ်တဲ့စီပူပူလောင်းထဲဘေဘီဆက်ပျော့စားဘဲစမစ်ရှာလကာရည်နဲ့ဘဲငက်ပြရဲ့အချိုးထဲရုံးမှွေပြီးရုံးမှွေဒီပေါ်မှာလောင်းထည့်လိုက်ပါ ယုံမရည်ဒီဟင်းချက်ပြီးတာနဲ့ချက်ချင်းစားကုန်သွားတယ်။နီလန်တုံးကတော့အိမ်မှာပထမဆုံးအနေနဲ့ယုံမရည်ဒီကြော်ဖို့အတွက်နီလန်တက်ကိုသုံးမယ်ဆိုရင်လူကြီးမင်းတို့ကြော်တာကမှားသွားတတ်တယ်။တကယ်နီလန်အမှန်ကစားတစုံနဲ့စီတစုံရေထဲထည့်ကြော်ပြီးယုံမရည်ဒီကိုတမိနစ်ခန့်ရေထဲကိုထည့်ပြီးပြန်ထုတ်ကားချက်ပါ။ရေထဲစိန်လိုက်ပြီးယုံမရည်ဒီရဲ့အာဟာရဓာတ်တွေမဆုံးရှုံးအောင်ပပလေးလိထားပါ။ဝတားကိုစီမထွက်မချင်းမွေကြော်လိုက်ပြီးနောက်ကျတုံဖြူကျတုံဖြူစီကျက်ဆက်ထားသောဝတားကိုစီနှင့်မွေပါ မွေးလာသည့်အထိဖြည်းဖြည်းချင်းမွေးပြီးရုံးမရည်သည့်ထဲပါစားနေထားတဲ့ကြက်သားမုပ်ဘဲငက်ပြရဲ့အပြော့အစားနဲ့မုတ်ကောက်ငပြရဲ့တို့ကိုထည့်ပြီးမြေပြင်းပြင်းနဲ့မွေးပြီးကြော်လိုက်ပါရုံးမရည်သည့်ကြော်ကတကယ်ကိုမွေးတယ်နီလန်လေးအာဟာရပြည့်ဝပြီးရတာရှိတဲ့ရုံးမရည်သည့်ချက်စားနေကိုလူချင်းမင်းသိပါသလားဒီနေ့ဒီနီလန်လေးကိုအားလုံးကိုမျှဝေပေးခြင်းပါတယ်ပထမဦးစွာစားနေဟင်ရွက်စီတစုံကိုရေထဲကိုထည့်ပြီးရုံးမရည်သီးကိုထည့်၄မိနစ်ခန့်ပြုတ်ပြီးဖယ်ထုတ်လိုက်ပြီးရေထဲကိုထည့်လိုက်ပါခေါင်းကိုပြဲအလဲကိုခွဲနောက်ထပ်ပါလုံးမလဲကြည့်ရအောင် ခတ်တသေးလေးလီးထားတဲ့ကျက်သွန်ဖြူကိုထည့်ကျက်သွန်အနည်းနဲ့ငရုတ်ပပပါလီးထားတာကိုပါထည့်လိုက်ပါအနံမွေးလာစေရန်စီပူပူလောင်းထည့်ပြီးနောက်တခြားတစ်စုံအထည့်ကငပိဆက်ငပြားရီတစ်စုံထည့်ပြီးမွေးလိုက်ပါပြီးရင်ရုံးမရီသီးပေါ်လောင်းချလိုက်ပါဟင်းချက်နေတွေကိုသဘောကျတယ်ဆိုရင်မြ мян လိုက်ချက်စားကြည့်ကြပါကျေးဇူးအများကြီးတင်ပါတယ်နီလန်ငါးကတော့ရုံးမရီသီးနဲ့လှုပ်ထားတဲ့ဟင်းရီကကျက်စုပ်ပြုတ်ထည့်ပိုရတာရှိတယ်ဆိုတာမယုံရင်စမ်းကြည့်လိုက်ပါဒီကေတတာတွေကအီနိုကီမိုကိုတဲ့ကျက်သွန်မြိတ်ထဲမွေးလာတဲ့အထိမွေးကြော်ပြီးရုံးမရီသီးထဲကအချွဲထအောင်မွေးပေးပါ အခွန်ခွာထားသောမုံလောင်းဤကိုထဲရေကိုလောင်းထဲကစားချက်သားမုံနဲ့ငရုတ်ကောင်းတို့ကိုပါရောထည့်ပြီးမှုလိုက်ပါကျဲဦးကိုအသားရထဲလိုက်ပြီးအလွဲရနိုင်ရင်ပဇွန်ချောင်းနဲ့ဝူဖယ်ရီလက်တဆုပ်စာလောက်ထည့်လိုက်ပါဟင်းကျုပ်ကအရန်ရသာရှိပြီးအာဟာရပြည့်ဝတယ်နီလန်ချောင်းစားတော့ဆိုင်ကိုသွားပြီး58ရက်တန်းဟင်းပကံမယူပဲစီတစက်မထည့်ပဲဟင်းချမ်းနိုင်မယ်ဆိုရင်ကုံကြားစိတ်ကလူကြီးမင်းစိတ်ကူးနိုင်တယ်လို့သတ်သားပါတယ်အာလူကိုအတုံးတသေးလေးဖြစ်အောင်လီးဖြတ်ပြီးရေစစူတဲ့ထည့်ပြုတ်ပြီးနောက်ဆဲပြီးခြေပါဝက်ပေါင်ချောင်းစားနဲ့တကြားထည့်ပါ အရသာပုံမှုကောင်းမွန်စေရန်နာနိုဆစ်စစ်ကိုထည့်ပြီးဇွန်ပြေးဖြီးချေပြီးဖယ်ထားပါရုံးမရီဒီကို10စင်တီမီတာအတုံးလေးများတုံးအိုးတလုံးထဲမှရေကိုထည့်ပြီးစားတဲ့အိုးထဲမှရုံးမရီဒီကိုထည့်ကား3မိနစ်ခန့်ထားပြီးနောက်စကားနဲ့ဆဲထားလိုက်ပါအားလုံးကိုဆဲထုတ်လိုက်ပြီးပူကြီးတဲ့စလုံးတစ်ခုထဲမှအကုန်လုံးကိုစီထည့်လိုက်ပါအားလုံးတော့ကိုလဲမှာထည့်ပြီးပကံများတစ်ခုပေါ်ရင်လှန်ပြီးပကံလုံးကိုဖြင်းချင်းစွာဖယ်ရှားလိုက်ပါပင်ကပြရည်တစုံကမာစီတစုံတကြားအနေငယ်ငရုတ်ကောင်းမှုအာလုံးမှုအနေငယ်ရေတပကံလုံးတစ်ဝက်တို့ကိုပကံလုံးထဲသို့ထည့်ပြီးအိုရဲထည့်မွေပါ မိပြင်းပွင့်ပြီးဟင်းရပြလာသည့်အထိအဆက်မပြတ်မှွေပြီးပါပြီးရင်ယုံမရီဒီပေါ်လောင်းချလိုက်ပါရာသာရှိတဲ့ယုံမရီဒီကိုဒီချန်နီနဲ့ချလိုက်ရင်လူရန်စားကျင်သွားကြပါတယ်နီရန်ခုနဲ့ယုံမရီဒီနဲ့ကြက်ဦးမှွေကြောကျွန်တော်လို့တလို့ယုံမရီဒီကိုလိုက်ချက်ရင်အာဟာရပြည့်တဲ့ရိုးရှင်းပြည့်ရာသာရှိပါတယ်ရေကြိုပြီးစားစီနေငယ်ထဲယုံမရီဒီကိုရေတဲ့ထဲက၁၀စက္ကန့်လောက်ထားပြီးရင်ဆဲထုတ်ပြီးယုံမရီဒီကိုတောင်ချိုးလေးလီပါကျဲဟုအိုရဲကိုထည့်ပြီးမွေကြောပါပြီးရင်ကျဲသွန့်ဖြူအတုံးလေးငရုတ်သီးစိမ်းအတုံးလေးတွေကိုမွေလာသည့်အထိကြောပါယုံမရီဒီမွေပြီးထည့်ပါ ကျဦးစာငရုတ်ကောင်ဘဲငပြရဲ့ပြောစားထည့်ပြီးအပူပြပြနဲ့9ချိန်6ချိန်9ချိန်8ချိန်လောက်မွေးကြောပြီးရင်တော့စားသုံးဖို့အဆင်သင့်ဖြစ်ပါပြီ။နီလန်ရှိဒီနေ့ထိရိုးရှင်ပြီးအရသာရှိတဲ့ယုံပရိသီချန်နီလေးကိုကလေးတွေကစားကြပါရယ်။တငယ်ချင်းအားလုံးကလည်းအမေကိုလက်ရကောင်းလို့ချီးကျူးကြရယ်။ပထမဦးစွာယုံပရိသီကိုရေးစေပါ။ဦးကောင်းနဲ့မိကိုဖယ်ရှာပါ။အလဲမခွဲချောင်းတစ်ခုဆွဲပါ။အစီများကိုဖယ်ထုတ်ရင်ဇုံးကိုသုံးပြီးဖယ်ထားပါ။စားကြသားမုံငရုတ်ကောင်ဟင်းချက်ဝိုင်းဘဲငပြရီတို့ကိုပြင်ဆင်ထားတော့သားတဲ့ထဲပါ။ ပြင်းအသားကိုယုံပရိသေးတဲ့ကိုအစားတော့ကအိုရဲထည့်လိုက်ပါရေကိုကြိုပြီးအိုရဲတွင်10မိနစ်ခန့်ထားလိုက်ပါဘင်ငက်ပြိုင်နဲ့လီးပြတ်ထားတဲ့ရွက်များကိုထည့်လိုက်ပါအနံ့မွေးလာစေရန်စီပူတစွန်းလောင်းလိုက်ပါရိုရှင်ပြရတာရှိသောယုံပရိသေးအသားဟင်းရပါပြီ